ပြောရရင်ဒီကောင်းကိုဖောက်ချင်နေတာတော်တော်လေးကြာနေပြီ။စိတ်ထဲမှာယူရိုဒါလေးဖြစ်နေ။ဘာလဲဆိုတော့လက်ရှိ mobile photography ထဲမှာကင်မရာအကောင်းဆုံးဒါကမ္ဘာကင်မရာအကောင်းဆုံးဖုံးလို့တော့တင်စားပြီးပြောလို့ရတယ်။ကင်မရာတစ်လုံးကိုကျွန်တော်တို့ပြောပြောနေကြခေါင်းလောက်ကြီးရှိနေရဆိုတော့ Vivo ရဲ့ H100 Ultra ကိုကျွန်တော်တို့အန်ပေါင်းစင်းလုပ်မယ်။ပြီးတော့ဒီကောင်းရဲ့ကင်မရာအနေထားကဘယ်လိုပုံစံမျိုးရှိလဲ။ဒီဇိုင်းကဘယ်လိုရှိလဲ။ဒါလေးကိုကျွန်တော်အသေးစိတ်ကြည့်ကြ ဆိုတော့ကျွန်တော်တို့ဗီဒီယိုလေးကိုစလိုက်ရအောင် ောရရင်ဒီ Vivo ရဲ့ A series ဆိုတာကကင်မရာကိုတော်တော်လေးကိုဦးစားပေးပြီးထုတ်ထားတဲ့ဖုန်းတွေတော့ပြောလို့ရတယ်။အရင်ကျွန်တော်တို့ H100 series H100 မတိုင်ခင် H90 လို့ပါလို့ပေါ့။အဲဒီမျိုး H100 H100 Ultra H100 တို့ဒီကောင်းလေးလိုင်းအမှလည်းကင်မရာတွေကတောင်းတောင်း IC တန်းမှာဈေးတန်းတူဆိုရင်တော့ထားခဲ့လို့ရတယ်။အခု H100 series မှာလည်းဒါ H100 Pro ဆိုရင်လုံးဝကိုအားလုံးရဲ့ရှင်ထဲကိုရောက်သွားစေတဲ့ပုံမျိုးတွေထုတ်ပေးနိုင်တယ်။ H200 Ultra ဆိုရင်တော့ပြောမယ်နော်တကယ်ကို next level တော့ဖြစ်နေပြီဆိုတော့ပြောရရင်ဒါ Vivo ရဲ့ H series line up ဆိုတာကကင်မရာကောင်းကောင်းကြိုက်တဲ့သူတွေတာဖုန်းတစ်လုံးကိုမှဒါပြောရရင်ကိုယ့်အိမ်ထဲမှာကင်မရာတစ်လုံးကိုစောင်းထားလို့မျိုး feeling မျိုးနဲ့ဘယ်နေရာရိုက်ရိုက်လှနေရမျိုးကိုကြိုက်တယ်ဆိုတဲ့သူတွေအတွက်ကတော့ဒီကောင်လေးကတော်တော်လေးကိုအဆင်ပြေတယ်ဆိုတော့ကျွန်တော်တို့ဒီဖုန်းအသေးစိတ်လေးကိုစာကြည့်လိုက်ရအောင်အထဲမှာတော့ကျွန်တော်တို့ဒီကာဗာတစ်ခုပါမယ်ကာဗာကတော်တော်ကိုမှအသာကောင်းပြီးတော့ 90 watt fast charging ရဲ့ကျိုးရပါမယ်။ဒီကောင်လေးကဟို limited edition တွေပါမဟုတ်တော့ထိတ်ပြီးတော့ဖြည်းဖြည်းထူးခြားမျိုးတော့အရင်မပါ။ပြီးရင်တော့ဘာညာရွှေရှောင်းစာရွက်လေးတွေပဲ။ဖြည်းဖြည်းထူးထူးခြားအများကြီးပါလို့မရှိ။အဓိကထူးခြားတာကတော့ဒီမှာ။ဒါမှထူးခြားတာ။ဒါမှဒီနေ့ပြည်သူရဲ့ slide ကြော်ကြီး။ ဆိုတော့ပြောရရင်ဒီ Vivo ရဲ့ H100 Ultra ဆိုတဲ့ဖုန်းကဒါ mobile photography လောကကိုတဆင်းတက်သွားစေတဲ့ဖုန်းလို့ပြောလို့ရတယ်လို့ဒီ Vivo ဘက်ကနေလည်းဒီဖုန်းကိုကြော်ညာခဲ့တာနည်းနည်းလေးစားတယ်ပုံမှန်များသောအားဖြင့်ကျွန်တော် standard အနေနဲ့ပြင်နေကြတာက iPhone တို့ Poco phone ဒီဖုန်းတို့ဒါမျိုးလေးပြင်နေကြတာဆိုပေမဲ့ဒီဖုန်းကိုရှင်သွားတာကသူက Sony ရဲ့ A6800 ကင်မရာနဲ့အောင်သူကရှင်သွားတာဆိုတော့ပြောချင်တာကသူတို့ဖုန်းနေရာလဲဒါအချာမဲမဟုတ်တော့ဘူးကင်မရာဘိုင်းမှာလုံးဝကို next level တခုကိုရောက်နေပြီဆိုတာမျိုးပြကျင်တာဒီဖုန်းကိုစပြီးတော့လက်ထဲမှာကင်လိုက်တာနဲ့သူ့ရဲ့အရသာဘာလဲဆိုတော့ပထမဒီဖုန်းကိုအရန်လေးမယ်ထင်တာအဲ့လောက်ထိလေးမလို့ပုံမှန်ကျွန်တော်တို့ဒီတခြား H100 Pro တို့ H100 Ultra တို့ဘာလို့မှဆိုတော့တော်တော်လေးကိုမှလေးတယ်ဒါပေမဲ့ဒီကောင်ကကင်မရာဘန်းကတော့ချွန်းလက်တန်းလက်တန်းဒီလိုမျိုးဆိုင်လောက်ရှိတယ်ကင်မရာဘန်းတော်တော်ထူတယ်ဒါပေမဲ့ဖုန်းကဝေကြီးကအရန်လေးမလို့လက်ထဲမှာကင်ရတော်တော်လေးကောင်းတယ် အပေါ်ဘက်ကလည်းတော့နေသူပေါ့နော်ပြောပြောချင်တာကအပေါ်နဲ့အောက်နဲ့ကအရင်ဟို weight တခုခုစီးပြီးတော့တမအပေါ်ကြီးကကြွန်နေအောက်မှာအရင်လေးနဲ့ထိုင်ဖို့ရမရှိဘူးအဲ့ feeling ကတော်တော်လေးကောင်းတယ်ပြီးတော့နောက်ဘက်ကြောပတ် design ကသူကထူးထုံး color လည်းမလုပ်ပေးထားအောက်ဘက်ကတော့သူကလက်ရမထင်ဘူးအစင်းလိုင်းလေးရေးပါမယ်ဒီမှာ vivo စာလေးကိုအဲ့တော့ဖောင်းကြွလေးလုပ်ပေးထားအပေါ်တက်ကတော့အပေါ်ဘက်ကတော့ဒါပြောင်းလုပ်ပေးထားတာဒီဖုန်းမှာအရင်ဆုံးကဒီကင်မရာပဲဘလို့ကြည့်ကြည့်အဲ့ကင်မရာအရင်စားတယ် ဒါကလည်းအပြည့်ပြောလို့မမြင်ကင်မရာအကောင်းဆုံးဖုန်းဆိုပြီးတော့ဖြစ်နေတဲ့ဖုန်းတစ်လုံးကကင်မရာဖမ်းအလောက် ကတော့ရှိမှာပေါ့တော်တော်ကျန်းတယ်ဆိုတော့ H နဲ့ Air Trial ကင်မရာကနေစကြတာပေါ့ကင်မရာကသူ့မှာ main ကင်မရာကို50 megapixel main ကင်မရာတုံးထားပြီးရယ် wide sensor နဲ့ Sony ရဲ့ LYD A1 ရဲ့ sensor ကိုတွဲသုံးမိထားတယ်ဆိုဒီ sensor နဲ့ဒီကောင်ကဘာမှသိပ်ပြီးတော့ပြောစရာမလိုဘူးပြီးတော့ဒီကောင်က35 mm lens နဲ့ဆိုတော့ပုံမှန်ရိုင်းနေကြ ပုံတွေထက်ဒါတော်တော်လေးကိုမှကောင်းတဲ့ပုံသက်တည်းရတဲ့အနေထားမှာရှိတယ်ပြီးတော့ဇိုင်းရဲ့ T-Star ကုတ်တင်နေ OIS တွေပါလေပါသေးရယ်ဆိုတော့ဒါနဲ့ရတော်တော်လေးကိုလမ်းနေပြီပြီးတော့ဒီ jailed တဲ့ပုံတွေကို Vivo ရဲ့ V3 chip နဲ့လည်းပြန်ပြီးတော့ဒါတော်ပြီးမှာဆိုတော့ဆိုတော့ဆိုတော့ဒီကောင်းပုံတွေကဘာမှသိပ်ပြောရမလို့ကျွန်တော်ပြီးလို့ရှိရင်ပုံလေးစမ်းပြီးသား ီးတော့ဒီကောင်ရဲ့ telephoto lens ဒီကောင်ရဲ့ telephoto lens ကသူက200 megapixel ကိုမှဒီကောင်ကသုံးပေးထားတာက Samsung ရဲ့ HP9 စံကာကိုသုံးပေးထားတာအဲပြီးတော့ telephoto ကလည်းသူက periscope lens နဲ့တွဲထားပြီးတော့ပြောရရင်ကျွန်တော်ဒီ macro တွေရိုက်တဲ့ခါကိုပေါင်းပါဆိုလို့ရှင်ဒီ lens နဲ့တွဲရိုက်လို့ရတယ်အဝေးရနေပြီးတော့ဒါဆုံးဆွဲပြီးတော့ macro တွတ်တက်ရိုက်လို့ရတယ်တော်တော်လေးလေးကောင်းတဲ့ပုံတွေထွက်တယ်အဲဒါပေမဲ့သူက OIS စေပါလေပါသေးရယ်ဆိုတော့တောင်းတောင်းဒါလက်တုတ်တာတွေပါလေဘာမှမဖြစ်တော့ဘူး ပြောရရင်ဒီကောင်တွေကကင်မရာတွေရပြောဒီကောင်တွေကင်မရာကစပတ်ပြောင်းနေမလုံလောက်အဓိကကပုံတွက်ကိုကြည့်တာကအများကြီးပိုပြီးတော့ကောင်းတယ်တယ်လီဖိုတိုလန့်စ်လည်းဆန်းထားပေးမယ်အထူးခြားဆုံးကတော့ဒီဖုန်းမှာ ultra wide lens ပဲဒီကောင်က ultra wide က50 megapixel ultra wide ကိုမှ Sony ရဲ့ LYD A1 ရဲ့ sensor ကိုပဲထပ်ပြီးတော့သုံးမိထားတယ်။များသောအားဖြင့်ဖုန်းတွေက main camera နဲ့ ultra wide နဲ့တိတ်ပြီးတော့တူနေရမှာမဟုတ်ဘူး။ဒါပေမဲ့ဒီကောက်မှာလည်း ultra wide lens ကိုဒီဆို sensor ထည့်ထားပြီးတော့လုံးဝတကယ်ကိုအပြည့် camera ဘက်ကိုအားစိုက်ထားရမယ်။ပို့ပြီးတော့တိတာလေးအချက်လို့ပြောရမယ်။ဆိုတော့ ultra wide လည်းပုံလေးစမ်းသာပဲဦးမယ်။တစ်ချက်လောက်ကြည့်ကြည့်။ ပြီးတော့ဒီကောင်းရဲ့ကင်မရာ၃လုံးက 10bit 4K ဗီဒီယိုကိုဒါ 60fps နဲ့ရိုက်လို့ရတယ်ပြီးတော့ဒါ Dolby Vision support ထားတဲ့ဗီဒီယိုတွေမျိုးပြောတာတော်တော်လေးကိုမှဒါ video recording ကလည်းဘာမှသိပ်ပြီးတော့ပြောစရာမလိုဘူးတကယ်အရိုက်မှန်ဆိုရင်တော့အဆုံးထိတော့ဒါ 8K လောက်ထိကျွန်တော်တင်ရိုက်လို့ရတယ်။အဲ 8K ရတော့တကယ်တော့ရိုက်လို့ရရဆိုရင်မသိတော့ဘူးလို့မလို့ဘူးပေါ့။ဒါပေမဲ့တော်တော်ကောင်းလာတယ်။အော်ပြီးတော့ဒီမှာဒီကောင်ပါသေးတယ်။ဒီကောင်ကဘတန်တော့မဟုတ်ဘူး။ဒီကောင်က press touch ပုံစံမျိုးပေါ့။ haptic နဲ့တော့သွားတာ။တော်တော်နှိပ်လို့ကောင်းတယ်။ ဒါကျွန်တော်တို့ဒါကတော့တမိုင်းကြောင်ကတော့ပြောရရင်တော့ဟိုးရင်တချမ်းပဲလို့ပါအောင်စခဲ့တဲ့ဟာလေးကတဖြည်းဖြည်းဒီမှာလဲပါလာပါဘောနော်အမေတုံးကတော့မစိုးသူကဇုံဆွဲလို့ရတယ်ကျွန်တော် perfect တဲ့ခါမှာဒါမီလီမီတာလေးခွဲပြီးတော့ယူလို့ရတယ်ပြီးရင်ကျွန်တော်အဲ exposure လေးတွေကိုချိန်လို့ရတယ်တော့လည်းသူကတော်တော်လေးအတုံးဝင်တယ်အမေစမ်းတုံးကြီးကတော့သူက app ထက်တော်နည်းနည်းလေးပို့ပြီးတော့တုံးရတာပို့ကောင်းတယ်လို့ခံစားကင်မရာကတော့တကယ်ကို flash ရဲ့ကင်မရာဖုန်းဆိုတဲ့အတိုင်းပဲတကယ်ကို flash ရဲ့ specification တွေပဲထည့်ပေးထားတာတကယ်ကိုလမ်းတဲ့ဟာတွေပဲဘာမှသိပြီးတော့အများကြီးဘာပဲလုပ်ကြမလို့မသိဖြစ်သွားရတကယ် amazing ပုံထွက်တဲ့ကောင်းပြီးတော့ဒီကောင်းမှပြောထားတာသူကသူကပေါ့နော်ဒီပုံတွေထွက်ဖို့အတွက်ကိုသူ့မှာဒါ vivo ရဲ့သူထည့်ပေးထားတာလေးပေါ့ vivo ရဲ့ blue image jewel chip vs1 နဲ့ v3 chip နဲ့ဟိုဒါသူကတွဲပြီးထည့်ပေးထားတယ်ဒါဆိုဒါပုံတွက်တွေပိုကောင်းတဲ့ဟာမျိုးတွေသူဖန်တီးပေးရမျိုးပေါ့ အပြိုရီကောင်းမှာ performance အနေနဲ့တော့ထုံးကကျွန်တော်တို့ Snapdragon 8 Elite ကိုတုံးပေးထားတယ်။ display ကတော့သူက6.82 inch ရှိတယ်။တခုတဘောကြတာကဒီဖုန်းဖောက်ဖောက်ချင်းသူ့ရဲ့ display က तू က cuff ကဆိုပေမဲ့အရင်ကြီးတော့ तू ကအဲ့လိုခုံးတာလို့မရှိဘူး။ကျွန်တော်ရဲ့ဒီ14 Pro မှာဆိုလို့ရှိရင်တော့ဒါတော်တော်လေးကိုမှဘေးကခွက်ခွက်ကနည်းခုံးတယ်ပေါ့နော်။ဒါပေမဲ့ဒီကောင်းမှာကအဲ့လိုထိမခုံးနေဘူး။အဲ့တခုကလည်းတော်တော်လေးမိုက်တယ်။မသိရင် flat display ကိုခြိုက်နှားရတယ်လို့ပဲ။ display quality ကလည်းတော်တော်လေးကိုမှကောင်းတယ်။ ကြည့်ရတာ ကာလာတွေပါရီယာအစဒါ natural ဆန်းဆန်းကာလာတုံးနေတာတကယ်ကိုမျက်စိပြေတာဖြစ်စေရဟာမျိုးပေါ့အဲကျွန်တော်တော့ထုံးစံတိုင်းမှာကျွန်တော် flash ရဲ့ phone လုံးနေတဲ့ဒါကျန်တဲ့ flash specification တွေပါနေပြီးသားဝန်ကြီး has to ဒါတော့ patient ဘာညာရွှေချောင်းလေးပေါ့ဒါလည်းအကုန်ပါပြီးသား display panel တော်တော်လေးကိုကောင်းတယ်အဲပြီးတော့ကျွန်တော်ဒီကောင်းကိုတုံးရမှာကကျွန်တော်အနေနဲ့ android 15 base ထားတယ် origin os 5နဲ့တုံးရမှာ origin os 5ကတော့ပြည့်ရတိုင်းပဲ smooth တယ် function လေးရေဆုံးတယ် feature တွေတော်တော်လေးကိုများတယ် battery ကတော့6000 mAh battery နဲ့လာတယ်ပြောမှသာအသင်းဝတ်နေတဲ့ 90W fast charger နဲ့လာတယ်ဆိုတော့ battery ကလည်းတော်တော်သူမဆိုးဒါတော့ Vivo ရဲ့ H100 Ultra ကိုလက်ထဲရောက်တော့မှ unboxing လုပ်ပြီးတော့ဒါ detail look လေးပေါ့ဘယ်လိုဘယ်လိုရှိရဲဆိုတာလည်းပြောပေးထားတာပြီးတော့ camera test လေးနည်းနည်းပါဆန်ပေးထားတာဆိုတော့ဒီ Vivo ရဲ့ H100 Ultra ကဘယ်လိုလူတွေဝယ်သင့်လဲဘယ်လိုလူတွေအတွက်လဲအရှင်းပါတယ်ကိုက camera တစ်လုံးကိုမတည်ဝါခြင်းကိုဖုန်းတစ်လုံးနဲ့ဒါပုံထွက်တကယ်မိုက်တာမျိုးတွေပြီးတော့ကိုက ဒီရှုခင်းပုံတွေရိုက်တာမျိုးတွေဒါမျိုးတွေသဘောကျရတူဆိုရင်တော့ဒီကောင်ကဝဲဝဲတဲ့နဲ့ဘယ်လိုပဲဖြစ်ရလက်ရှိမှာကင်မရာအကောင်းဆုံးဖုန်းတစ်လုံးဆိုလည်းမမှားဘူးဆိုတော့ကိုယ့်လိုလို့ဆိုရင်တော့ Vivo ရဲ့ H9 Ultra ကိုဘယ်လိုမြင်လဲအောက်က comment မှာဆွေးနွေးခဲ့ပါအောင်ဆိုတော့ဗီဒီယိုလေးကတော့တော်ပါပဲအားလုံးကျေးဇူးမြတ်တင်ပါတယ်နောက်မှတွေ့ကြပါဦးကျွန်တော်ကအဲ့ဒီကြော်ရပါ Yangon Mobile Store